ဘာကြောင့်မှုတ်တာကိုမကြိုက်တဲ့လူဆိုတာတိတ်ရှိမှမထင်ပါဘူး။ဘာကြောင့်မမှုတ်ခင်မှာဒီဗီဒီယိုကိုကြည့်ဖို့တော့တိုက်တွန်းချင်ပါတယ်။မင်္ဂလာပါ Idea 134အနေကြိုးစားပါတယ်။အဲဒီနေ့မှာတော့ကျွန်တော်တို့ဒီဘာကြောင့်မှုတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ညိုကီတွေအတွက်နည်းနည်းလေးအရေးကြီးတဲ့ချက်လေးတွေမျှဝေချင်လို့ပါ။ဘာကြောင့်မှုတ်တာကိုတော့ကြိုက်တဲ့ညိုကီရှိမှမဟုတ်သလိုဘာကြောင့်မှုတ်ခံရတာကိုမကြိုက်တဲ့အမျိုးသမီးဆိုတာလည်းမရှိတော့ဘူးလို့တော့ ျွန်တော်ထင်ပါတယ်အဲဘာကြောင့်မှုတ်မယ်ဆိုတဲ့နေရာမှာကျွန်တော်တို့အငြင်းကင်းကင်းနဲ့ဘာကြောင့်မှုတ်ဖို့တော့လိုပါတယ်အဲပြီးတော့ကျွန်တော်တို့ဒီကွန်ဆာတတဲ့ညီကိုတွေအတွက်လည်းပို့ပြီးတော့ရည်ရွယ်ပါတယ်ကျွန်တော်တို့ပုံမှန်ဘာကြောင့်မှုတ်ခင်မှာဆိုရင် ကိုယ့်ရဲ့ကဒွင်းကိုတန်ရှင်းအောင်ကရင်းတန်စင်းရေဒါမှမဟုတ်သွားတိုက်တာပဲဖြစ်ဖြစ်လှုပ်ထားဖို့လိုပါတယ်ကိုစားလိုက်တဲ့ညီကိုတွေအတွက်ဆိုရင်တော့ဘာကြောင့်မမုတ်ခင်မှာ တနာရီခန့်ကြိုတင်ပြီးတော့ဂရင်းကိုတန့်ရှင်းထားဖို့လိုပါမယ်။အကြောင်းကတော့ဒီကွန်းသီးနဲ့ကွန်းသီးရယ်ကွန်းရွက်ရယ်ကွန်းထဲမှာပါတဲ့ဆေးတွေမှာပါတဲ့ဓာတုပစ္စည်းတွေကအေကာလီ pH ကိုဖြစ်စေတယ်။အမျိုးသမီးတွေရဲ့မိမ့်မကူအားကြတော့ acid debt ပါတဲ့ pH level မျိုးရှိတယ်။အဲ့တော့ကိုယ်မှာအေကာလီပါတဲ့ pH ကထွက်တဲ့ဒရွေးနဲ့ မျိုးသမီးရဲ့မိမကိုဟာထိတွေ့မိရဲ့ဆိုရင်ဘာတွေဖြစ်နိုင်လဲဆိုတော့ရှားရံတာတွေနောက်အပူလောင်တာတွေအရေပြားတွေပုံပဲ့တာမျိုးတွေဖြစ်နိုင်တယ်။ရှားရံတာအပူလောင်တာကတော့ပြဿနာမရှိပေမဲ့ပြဿနာမရှိပေမဲ့အရေပြားတွေပုံပဲ့ပေါက်ပြဲတယ်ဆိုရင်တော့အန္တရာယ်ရှိပါပြီ။ရေပြားပုံပဲ့ပေါက်ပြဲတယ်ဆိုရင်ကျွန်တော်တို့လိန်ကနေတဆင့်ကူးဆက်နိုင်တဲ့ယောဂါတွေဖြစ်တဲ့ HIV ဘီဘိုးစီဘိုးကာလာသားယောဂါတွေရေယုံနေနောက်တခြားသောမှုဘိုးတွေยีสဘိုးတွေကလာမိုင်းဒီယာဘိုးတွေဟာကူးစက်နိုင်မှုအတွက်အခွင့်အရေးပို့ပြီးတော့များသွားပြီဖြစ်ပါတယ်အဲဒါကြောင့်မလို့ကွန်ဆာတဲ့ညီကိုတွေအနေနဲ့ဘာကြောင့်မှုတ်ခင်မှာမိမိရဲ့ကတွင်းတွေကိုတနအိခန့်ကြွတင်ပြီးတော့တန်ရှင်းထားဖို့လိုပါမယ် အဲနောက်တစ်ချက်ကတော့ဘာကြောင့်မှုတ်တဲ့အခါမှာညီကိုတို့အနေနဲ့ဒီလိုတန်ရှင်းရေးတွေမလုပ်နိုင်ဘူးကိုနဲ့မတီးတဲ့ဒဇိမ်မင်းကလေးတယောက်ကိုဘာကြောင့်မှုတ်ပေးမယ်သူ့ရဲ့ယောဂအခြေအနေတွေကိုမသိနိုင်ဘူးဆိုရင်တော့ညီကိုတို့အနေနဲ့ဒန်တဲ့ဒမ်ဆိုတာကိုသုံးဖို့အတွက်ကြံပြုပါမယ်ဒန်တဲ့ဒမ်ကိုအလွယ်တကူဝယ်လို့မရဘူးဆိုရင်ကျွန်တော်တို့ရှိပြီးသားကွန်ဒုံးကိုဒန်တဲ့ဒမ်အဖြစ် ပုံစံပြောင်းပြီး သုံးလို့ရပါတယ်ကျွန်တော်ပုံလေးပြထားပါတယ်အဲ့ဒီအတိုင်းဒန်ဒန်ဒန်ကွန်းလုံးကိုဒန်ဒန်ဒန်ဖြင့်သုံးမယ်ဆိုရင်တော့ညီကိုတို့ရဲ့ဘာကြောင့်မဟုတ်တဲ့ခီးလန်းဟာပို့ပြီးတော့လုံုံစိတ်ချပြီးတော့ချောမွေးမှာဖြစ်ပါတယ်အားလုံးပဲကောင်းကောင်းမွန်မွန်အန်ရင်ကင်းကင်းနဲ့ဘာကြောင့်မဟုတ်နိုင်ကြပါစေကျေးဇူးတင်ပါတယ်